ားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါဒီနေ့မှာကျုံမိတ်ဆွေများတို့တက်တော့ကနေမယ်ကျော်ကြည့်ပြီးမှာဖြစ်ပါတယ်ဒီ9လပိုင်းအတွက်စနေသားမီအတွက်ပါတနင်္ဂနွေတနင်္လာအင်္ဂါဘုတ်တူကြပြီးတောက်ကြနေတိတော့ကျွန်တော်ဟောခဲ့ပြီးဖြစ်တယ်မကြည့်ရသေးတဲ့သူတွေဒီစနေရဲ့ဘယိုရဲ့အပေါ်မှာလှိလေးကျွန်တော်ခြားထားပေးမယ်တနင်္ဂနွေတနင်္လာအင်္ဂါဘုတ်တူကြပြီးတောက်ကြတူလင်းနဲ့လှိနဲ့ခြားထားပေးမယ်မိတ်ဆွေတို့မကြည့်ရသေးရင်လှိရောတစ်ချက်နေပြီးတော့ဝင်ကြည့်လို့ရပါတယ်ဒီနေ့မှာတော့စနေသားမီအတွက်ပါ ီ9လပိုင်းမှာအချစ်ရဲ့အိမ်တော်ရေးစည်းပွားရေးအလုပ်ကိုင်းငွေရေးရေးပညာရေးကအစားစုံလျောင်းလေးကြည့်ပေးမယ်။ပြီးရင်ကြော်ရေဒီယာလေးလည်းပေးမယ်။ဒီရေဒီယာကနှစ်မျိုးဖြစ်ပါတယ်။အကောင့်ချေရေဒီယာနဲ့အစိုးချေရေဒီယာဖြစ်ပါတယ်။အကောင့်ချေရေဒီယာကဒီ9လပိုင်းမှာမိတ်ဆွေတို့ကောင်းကျိုးတွေမိတ်ဆွေရရှိအောင်အကောင့်ချေရမှာဖြစ်ပါတယ်။အစိုးချေရေဒီယာကဒီ9လပိုင်းမှာကြုံတွေ့မယ့်အစိုးမများအလုံးကိုပါပြောင်ရအောင်မရောက်လာရအောင်ချေရမယ်ရေဒီယာဖြစ်ပါတယ်။ရေဒီယာနှစ်ခုလုံးဖြစ်အောင်လုပ်ပြီးပါတော့ကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ။ ကဲဘယ်လိုခြေရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ပြောပြပေးမယ်ဒီရက်နောက်မှာရှိပါတယ်စောင့်အောင်ကြည့်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒီနေ့၅လပိုင်းအတွက်တက်လောက်ကနမိတ်ကဘာတွေဖြစ်နေလဲကဲကျွန်တော်တူတူလက်ကြည့်ကြမယ်ခင်ဗျာဒီ၅လပိုင်းမှာစနေသားပိုင်းအတွက်ကောင်းနေလားဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ရန်ကန်တော့အပြည့်ကျွန်တော်ခွဲခြားရမယ်ဆိုရင်ကောင်းအားက60လောက်ရှိတယ်သတိထားရမှာက40လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါ နံပါတ်၁ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံအရန်ကောင်းတယ်လို့ဆိုရပါမယ်။လုံးဝမရောက်သေးတဲ့ငွေကြေးအဥ္စာပစ္စည်းတွေပြန်လည်ရရှိတတ်ပါတယ်။ဥပမာကိုကချိထားတဲ့ငှားရတဲ့ပြန်မရတော့သေးတဲ့ရှုံးမိတဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်။ဘယ်ကိစ္စမဆိုငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုရဲ့ရရှာရှိတဲ့ငွေတွေပြန်မရတော့သေးတဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်။အရန်ကောင်းတယ်လို့လည်းဆိုရပါမယ်။ဒုတိယတစ်ချက်မိတ်ဆွေကံနဲ့တကယ်ချင်းကံနဲ့ပတ်သက်မယ်ဆိုရင်လည်းကောင်းပါတယ်တကယ်ချင်းအချို့တွေကိုခံစားရမယ်ကာလတခုဖြစ်ပါတယ်ဒီ၅လပိုင်းမှာမိတ်ဆွေတကယ်ချင်းအထောက်ပံ့ကြောင့် အလောက်ကင်တွေစင်ပြေတာမျိုးအလောက်ကင်တွေအောင်မြင်သွားတာမျိုးအလောက်တွေရရှိတာမျိုးတငယ်ချင်းအကူအညီဖြင့်အောင်မြင်မဲ့ဂါလာတခုဖြစ်ပါတယ်။ရက်ဝေးရတငယ်ချင်းတွေကပို့ပြီးတော့အကျိုးပေးမဲ့ဂါလာတခုဖြစ်ပါတယ်။မိသားစုရေးနဲ့ပတ်သက်မဲ့လို့ဆိုရင်တော့အရန်ကောင်းပါလေထွေတူးမရှိပါဘူး။ကိုယ့်ရဲ့ညီကောင်မောင်နှမတွေနဲ့အဆင်မပြေဘူးဆိုရင်လည်းပြန်လဲအဆင်ပြေတတ်ပါတယ်။ရီတာရောက်မှာကအိမ်တော်ကြီးနဲ့ပတ်သက်တာအရန်ညံ့တာမဟုတ်ဘူးကိုအတော့မကြမှုကြောင့်ကိုတဲ့အိမ်တော်ကြီးတွေထိခိုက်တတ်ပါတယ် ဒါကြောင့်ကိုကိုအတုံးချောင်းနေပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ဥမာကိုရဲ့အိမ်နောက်ဘက်မကြိုက်တဲ့ကိစ္စတွေကထက်ခါလေးလုံမိတာမျိုးဒါကြောင့်သူနဲ့အဆင်မပြေပြီးတော့အိမ်နောက်ရေးတွေပြိပခါဖြစ်တတ်ပါတယ်။ဒါကြောင့်ကိုအတုံးမချမှုကြောင့်ကိုရဲ့အိမ်နောက်ရေးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်။ဒါကြောင့်အိမ်နောက်ရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုကိုမှန်အောင်နေပါကောင်းအောင်နေပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ။လူငယ်တွေရမ်းတည်ချင်တဲ့အခြေအနေပတ်သက်တာကျောင်းလေးနဲ့ကြံပြရမယ်ဆိုရင်တော့စနေသားမိတွေဒီ9လပိုင်းမှာအခြေအနေပတ်သက်ပြီးတော့မစင်းစားတာ ကောင်းလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီ9လပိုင်းမှာရှေ့နဲ့ပတ်သက်မယ်ဆိုရင်အဆိုးတဲ့အားကအရန်များနေလို့ပေါ့။ကိုယ့်ရဲ့ချစ်သူကကိုယ့်ပေါ်မှာဂတိမတိတာတွေတစ္ဆာမရှိတာတွေကိုယ့်ဥပိ္ပခာပြူတာတွေကိုယ့်ကိုအပျော်ကြံဝါတာတွေဒါကြုံတွေ့ရတတ်ပါတယ်။ကိုယ့်အတုံးချသွားတာပေါ့နော်။တယောက်အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်ဒီ9လပိုင်းမှာစနေသားပြီးတွေအခြေကိုအာယုံမဆိုင်တစ်ပါဘူး။စီးပွားရေးတွေငွေကြေးတွေအလောက်တန်တွေဘက်ကြောင့်အာယုံဆိုင်တစ်ပါတယ်။ အချီကိုအာယုံဆက်မိမယ်ဆိုရင်ကိုယ့်ရဲ့အလုပ်တွေထိခိုက်လာတာမျိုးကိုယ့်ရဲ့စီးပွားရေးတွေထိခိုက်တာမျိုးတွေကြုံလို့ရတတ်ပါတယ်။ကျန်မာရေးတာချို့ရင်းတာတတ်ပါတယ်။ဒါကြောင့်မို့အချီနဲ့ပတ်သက်မယ်ဆိုရင်အာယုံမဆိုင်တာအကောင်းဆုံးပါပဲ။ကောင်းနေတာတစ်ခုကမိတ်ဆွေကန်နဲ့ပတ်သက်ရခဏကြော်ပြောခဲ့လို့ပဲကောင်းတယ်အသွင်းရံမရှိဘူး။အသွင်းကတကယ်ချင်းမိတ်ဆွေတွေကအရင်ကောင်းတယ်။ဒီသားရောက်မှကအပြည့်ရန်ရှိပါတယ်။ကိုယ်နဲ့အဆင်မပြေတဲ့သူတွေကကိုယ့်ဒုက္ခပြီးတတ်ပါတယ်။ဒါကြောင့်မို့ကြောက်နေတဲ့အကြံပြုရမယ်ဆိုရင်တော့ သွားတာလာတာစားတာနေတာထိုင်တာပြောတာဆိုတာစရာယူဆရမယ်ကာလတခုဖြစ်ပါတယ်။အိမ်တော်ကြီးကခဏကြော်ပြောခဲ့လို့ပဲကောင်းတယ်လို့ဆိုရပါမယ်။ကိုအတုံးမကြောက်မှုကြောင့်အိမ်တော်ကြီးတွေဒါညံ့သွားတတ်ပါရဲ့အတုံးကြောက်အောင်လေးပေါ့နော်။ကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်ရေဘူးရအားပြီးတော့ကျမကြီးကကောင်းတယ်ယူဆရမှာကောင်းကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်ရေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအထူးယူဆပါခင်ဗျာ။ရေနဲ့ပတ်သက်လို့ရေချိုးနောက်ကြတာမျိုး ။နောက်ကျွန်တော်တို့အလဲပတ်သွားမယ်ဆိုရင်ချောင်းသားတို့ကန်းချီတို့လိုမသွားသင့်ဘူးဒီငါးလပိုင်းမှာရေတောက်လည်းကူစားရမယ်။နောက်ဘာကြောင့်ရေပဲလေဒါလေးလေဒါကြောင့်မို့ရေနဲ့ပတ်သက်တာမိတ်ဆွေတို့အကျိုးမပေးဘူး။ရေချိုးနောက်ကြရင်လေဒါမိတ်ဆွေကဒုက္ခရောက်တတ်တယ်။ဒါကြောင့်ရေနဲ့ပတ်သက်မယ်ဆိုရင်အထူးကူစားပါတော့ကျွန်တော်ကြံပြချင်ပါတယ်။ရေနဲ့ပတ်သက်ပြီးတော့ကိုကစမ်းမာရေးတွေညှန့်သွားတတ်ပါအရန်ကောင်းနေတာကပညာရေးနဲ့ပတ်သက်တာအရန်ကောင်းတယ်လို့ဆိုရပါမယ်။ ဒီလို၅လပိုင်းမှာစာမွေးဖြေမဲ့ကိစ္စတွေနိုင်ငံခြားထွက်ဖို့အင်တာဗျူးဖြေမဲ့ကိစ္စတွေဗီဇာကိစ္စတွေအရန်ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်မဲ့ဆိုရင်လည်းဆရာကောင်းသမားကောင်းကိုညထောက်ပံ့ကြောင်းပညာရေးတွေအောင်မြင်သွားတာမျိုးအထင်ကြီးသွားတာမျိုးစာမွေးတွေအောင်မြင်သွားတာမျိုးတွေကျုံတို့ရတတ်ပါလေ။ပညာရေးကလည်းကောင်းတယ် အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ပြောဆယ်တော့မလို့ဘူးအလောက်တစ်စတင်ခြင်းတဲ့သူတွေအလောက်တစ်တိုးချဲ့ခြင်းတဲ့သူတွေအလောက်ပြောင်းခြင်းတဲ့သူတွေအလောက်နဲ့ပတ်သက်ပြီးတော့မိရှိတော့ဘာပဲလုပ်လို့အဆင်ပြေနေတဲ့ကာလတခုဖြစ်ပါတယ်အလောက်ကန်မရှိဘူးဆိုရင်လည်းအားမငယ်ပါနဲ့ဒီငါးလပိုင်းမှာတကယ်ချင်းမိတ်ဆွေအကူအညီထောက်ပံ့ကြောင်းအလောက်ကန်တွေရရှိသွားတတ်ပါတယ်အရန်ကောင်းတယ်လို့ဆိုရပါမယ်စနေတားမိနေနဲ့ကို့မှာတားမိတွေရှိတယ်ဆိုရင်ကိစ္စရမှာကတားအကျိုးမပေးတဲ့ကာလတခုဖြစ်ပါတယ် တားနဲ့ပတ်သက်တဲ့ကံကအရန်ညံ့ပါတယ်သမီးနဲ့ပတ်သက်ကံကအရန်ကောင်းတယ်ဒီငှားလပိုက်မှာတားမွေးထားတဲ့เนาะအမေတွေနေနဲ့နောက်ဖခင်တွေနေနဲ့ဂလူးဆိုက်ရမှာကတားအကျိုးမပေးဘူးကိုယ့်ရဲ့တားရှိတယ်ဆိုရင်ဂလူးဆိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာသူတို့ကြောင့်ကို့မှာ ဆင်းရတာတွေပူပန်ရတာတွေသူလည်းကြောင့်လိုက်ဆင်းပြရတာတွေဒီလိုအခက်အခဲတွေကြုံတွေ့ရတဲ့အတွက်ကြောင့်တားမွေးထားတဲ့မိဘအနေနဲ့အထူးဂရုစိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကံနဲ့ပတ်သက်တဲ့အလုပ်တွေကအရန်ကြိုးပေးနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။ကံနဲ့ပတ်သက်တဲ့အလုပ်မယ်ဆိုရင်အရန်ကောင်းပါတယ်ခင်ဗျာ။ကိုကကံစမ်းချင်တယ်ဆိုရင်၈ပါးရဲ့နံပါတ်တွေကအကျိုးပေးတယ်။ကံစမ်းချင်တယ်ဆိုရင်၈ပါးရဲ့နံပါတ်ကိုစမ်း เนาะကံကောင်းနေတဲ့အယောင်ကအပြာရောင်ရဲ့အဖြူရောင်တွေကအရန်ကံကောင်းပါလေခင်ဗျာအလိုရှိတဲ့နေရာမှာဒီအပြာရောင်နဲ့အဖြူရောင်အသုံးချပါတေချာပါမိတ်ဆွေကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကံနဲ့ပတ်သက်လို့ဒီကအရန်ကျူးပေးတဲ့ကာလတခုဖြစ်ပါတယ်။ညဆရမှာကဒီငါးလပိုင်းမှာနိုင်ငံခြားကြီးစင်တွေရက်ဝေးတွေလုံးဝလုံးဝမသွားသေးတဲ့ကာလတခုဖြစ်ပါတယ်။သွားခဲ့မယ်ဆိုရင်လည်းတော်တော်ညဆရမယ့်ကာလတခုဖြစ်ပါတယ်။အကျိုးမပေးဘူးလို့ဆိုရပါမယ်ခင်ဗျာ။ ကဲကျုံမိတ်ဆွေတွေကိုကျွန်တော်ရေရာလေးပေးမယ်။အာဒီရေရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာ။ဒီရေရာလှုပ်လိုက်ခြင်းအပြင်မိတ်ဆွေတို့ဒီ၅လပိုင်းမှာကြုံတွေ့မဲ့အခက်အခဲအမှန်တရားအလုံးပြပြပြီးတော့ကောင်းတဲ့ຢာလေးတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်။ရေရာကနှစ်မျိုးဖြစ်ပါတယ်။အကောင်းကျေရေရာနဲ့အဆိုးကျေရေရာပါ။အကောင်းကျေရေရာအတွက်မိတ်ဆွေကအဆင်ပြေမယ်ဆိုရင်အုံညို့ခြောက်ညို့ရအောင်ရှာ။အဆင်မပြေဘူးဆိုရင်လည်းအုံဒီနဲ့လှုပ်ထားတဲ့မဟုတ်ဘူးရအောင်ဝယ်ပေါ့နော်။အဆိုးကျေရေရာအတွက်အဆင်ပြေမယ်ဆိုရင် တရက် UN 20နဲ့တရက်တတိကိုရအောင်ရတာပါအဆင်မပြေဘူးဆိုရင်တရက်ဒီရပါတယ်ကဲဘလို့ချိန်မလဲဆိုတော့သိစိတ်လေးကျွန်တော်ပြောမယ်ချိန်ရမယ့်ချိန်ကတနင်္လာနေ့ဖြစ်ပါတယ်တနင်္လာနေ့မနက်7:15မိနစ်မှာစချိန်ရမှာဖြစ်ပါတယ်စနေတော့မကြော်စင်းနဲ့ပေါ့နော်ဒီကြားထဲမှာရအောင်ချိန်ပါကဲဘလို့ပုံစံချိန်ရမလဲဆိုတော့မိတ်ဆွေတို့ခဏအောင်ကျွန်တော်စာရခိုင်းနေအစိုးကြီးရတရားအတွက်တရက်ဒီပေါ့နော်တရက်ဒီအဆင်ပြေတယ်ဆိုရင် ဟိုတရက်ဒီပေါ့နော်တရက်ဒီထက်ဒီတရက်ရွက်ကပို့ပြီးတော့ကောင်းတယ်အညို့တွေအခက်တွေပေါ့နော်ပို့ပြီးတော့ကောင်းတယ်ခါခင်းလိုက်ပါခင်းပြီးတော့ခဏမှကြောင်ပြောတယ်နော်အုံညို့အစင်မပြေဘူးဆိုရင်အုံဒီနဲ့လှုပ်ထားတဲ့မုတ်ကိုကန့်လူပါမိတ်ဆွေခြေထောက်နဲ့ချနေရမှာကတရက်ရွက်ကိုပြစ်ပါတယ်တကယ်တရက်ရွက်အစင်မပြေဘူးဆိုရင်လေခဏမှပြောတယ်တရက်ဒီပေါ့ခင်ဗျာဒီတရက်ဒီကိုချနင်းလိုက်ပေါ့နင်းပြီးတော့နင်းပေါ့ဖနှောက်နဲ့တစ်ချက်လောက်နင်းလာပြီးတော့ခဏမှပြောတယ်အုံဒီနဲ့လှုပ်ထားတဲ့မုတ်တို့မဟုတ်ရင် အုံညွတ်ဒါကိုဖះမှာကတ်လို့တူပြီးတော့မိတ်ဆွေတို့နင်းလာတဲ့ဟာကိုဖယ်ပြစ်လိုက်လို့ရပါပြီမဖယ်ခင်မှာဖះဥချဖို့လည်းမမေ့ပါနဲ့နော်ကိုစီမီတွေအမွှေးရတာပြူစော်ပြီးတော့ကတော့ကတော့ပြီးရင်ခဏဝါနင်းချီထားတဲ့တရက်ဒီတို့မဟုတ်တရက်ရွက်ကိုမိတ်ဆွေတို့တက်အိတ်ဖြစ်ဖြစ်ပေါ့နော်အိတ်ဖြစ်စုပြီးတော့နော်ဂိုင်းပြီးတော့ချောင်းမှာပြည့်ပြတမျောလိုက်လက်အသားနဲ့တော့သွားမကမိတ်ဆွေတို့ကြုံတွေ့နေတဲ့အခက်ခဲတွေ နော်ဖြစ်လာမဲ့အကြက်တဲတွေအားလုံးပြေပြောက်သွားပြီးတော့ကောင်းတဲ့ຢာလေးတွေရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီကြေတရားယုံကြည်နဲ့လုပ်ပေးပါအောင်ကျွန်တော်တိုက်တွန်းခြင်းမာနဲ့ခင်ဗျာ။ကျမိတ်ဆွေတွေနှစ်အဆကနှစ်ဆုံးကောင်းတဲ့မိတ်ကောင်းတဲ့တိတ်ကောင်းတဲ့ငွေချင်းနဲ့ပြည်စုံပြီးရောချင်းတော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။နောက်နေ့မှပြန်လဲဆုံတွေ့ကြပါ